ကိုကိုရှိကဟောင်းရဲ့အတန်မာဆုံးចောင်းသားအန်ဆောင်ဟူကိုချောင်းတိုက်ခဲ့ပြီးကြီးမားတဲ့အမှတ်သားအဖြစ်ချစ်ချည်ရေးကောင်းစဉ်တက်ခါပြန်လည်ထုတ်ဖောက်ဝင်ရောက်ရေးလေ့ကျင့်ကမ်းကိုစတင်ခဲ့တယ်။ဘယ်ဘက်လမ်းမှာတော့သူ့ရဲ့ကြီးမားတဲ့စိတ်ဆွမ်းအားနဲ့ထူးခြားတဲ့ညောင်းစွာဆောင်ရွက်ခဲ့တဲ့ဒီအောင်ကီယောင်းတိုက်ပွဲလမ်းကြမှာပြည်ရဲ့ကိုတက်တည်ပြပြီးမယုံနိုင်ပွဲရာ ခုခံမှုတွေနဲ့တက်ရင်ကိုဥဆောင်နေခဲ့တဲ့ဂျူရဲ့ရန်သူတက်ရင်ရဲ့ချီတန်းတိုက်ခိုက်မှုကိုသူတို့ရဲ့မပြည့်စုံသေးတဲ့စိတ်ဆွမ်းအားတွေနဲ့တားဆီးခဲ့ကြတဲ့မျက်မေတို့ပထမနှစ်တွေ့ အထီရောင်အကြောင်းနဲ့ဆိုရဲ့အစွမ်းအားကိုတောက်ပစွာပြသခဲ့တဲ့ခင်ဆေယွန်းအောင်ရင်စွာလက်စားချနိုင်ခဲ့ပြီးတောင်ကိုရီးယားရဲ့အကြောင်းတွေအကုန်လုံးမှာအတ္တမဆုံးသူဆိုတဲ့ဂုဏ်ပုဒ်ကိုပြန်အရယူခဲ့တဲ့အန်ဆောင်ဟုစွမ်းအား3000တောင်ကွာခြားခဲ့ပေမဲ့တေချာပေါင်းအနိုင်ယူနိုင်ခဲ့တယ်။လူတွေရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ကြရတယ်။တ ਿਆਂ ညာစိတ်စွမ်းအားအဆင့်ဒီပလက်ပဲရှိတဲ့ဇုံမီဖွဲ့အဲ့လိုအောက်ဆုံးအဆင့်မှာရှိပြီးအညံ့ဆုံးလို့အခေါ်ခံခဲ့ရတဲ့လူတွေကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်။ ပြီးတော့စိတ်ဆွမ်းအားမှာအနှိမ့်ဆုံးအဆင့် F ပဲရှိတယ်။ F အဆင့်လူတက်သမားဆွမ်းအားနဲ့ပတ်ကျင်ဆန်အဆင့်အနှိမ့်ဆုံးပဲရှိတယ်။ကျောင်းသားတယောက်အနေနဲ့တောင်အဆင့် B ရှိတယ်။ကျောင်းသားတရာလောက်ဝင်းညံထားတာကိုသူ့ဖရတ်သူကြော်ညက်နိုင်ခဲ့တယ်။သူ့အနာရမှုရဲ့အလံကိုကင်ဆောင်ထားတာကိုမြင်ရတာကသူတို့ရဲ့နေကြတဲ့အဆင့်တွေကြောင့်လောကကြီးကိုအရှုံးပေးခဲ့ကြတယ်။ကျောင်းသားတွေအပေါ်လွှမ်းမိုးနိုင်ခဲ့တယ်။ဟာ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 တက်ချက်ပတ်ကျင်ဆန်ကမှဟောင်းအထက်တန်းကျောင်းရဲ့အကုန်ပဲ။ဟာအုံးအထူးလေ့ကျင့်ရေးကျောင်းရဲ့တယောင်ယောက်တဲ့စုကိုဒီနေ့လက်ခံမဲ့သူကတော့တက်ချက် ပတ်ပါထိုးချင်းဂျင်းဆောင်စိတ်ထဲမှာတော့အเจ้าကိုဒီလိုလုံနေတာကတော်တော်ကိုတက်တော့တက်တာမရှိဘူးလို့သိနေပါတယ်ဒီလိုနဲ့ပဲအเจ้าသားတွေအပေါ်သူတို့ရဲ့အဆင့်ပေါ်မူတည်ပြီးခွဲခြားဆက်ဆံခဲ့တဲ့အเจ้าကဒီအပေါ်ရန်အเจ้าညာတွေကိုတိတ်တဆိတ်အသုံးချခဲ့ပါတယ်ပြီးတော့ဟောင်းအထက်တန်းအเจ้าမှာလဲထိုးကိစ္စနဲ့အတူခေရီစီเจ้าတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့လေ့ကျင့်ရင်းလုပ်သူညတရားလာခြင်းအဲ့ဒါကြောင့်ညတရားလာခြင်းရဲ့အစဖြစ်တဲ့ HD Club ငါတိတာပဲဒါကချစ်စရာကောင်းတဲ့ပတ်ချင်စမ်းကြောက်ပဲ ီလိုနဲ့ပဲအဖွဲ့ဝင်စုဆောင်တဲ့တိုင်ဘက်တွေတချိန်ထိုးညံ့ပြလာတာကိုနေတွေးခဲ့ရပါတယ်။ထို့နောက်ဂျင်းဆောင်နဲ့ဆေးရုံတို့စကားပြောနေကြတာကိုလိုက်ပြထားပြီးတော့ဂျင်းဆောင်ကငါငင်းချမ်းတိတ်ဆိတ်တဲ့ဘဝလေးကိုလိုချင်ခဲ့တာပါ။လူညှိနေတဲ့အတွက်ဆေးရုံကအခုငါရဲ့နာကျင်မှုကိုနားလည်ပြီလား။ဒီတော့အခုနေ့လို့မစ္စတာအဘူအတွက်လှုပ်ဖို့ကြံတာကငါ့ကိုလက်ထပ်ဖို့ပဲ။လူပြောလိုက်တဲ့အတွက်ဂျင်းဆောင်ကအမ်စကားကဘလို့လို့အိတ်ကိုရောက်သွားရလဲ။ဆိုပြီးအထိတ်ပလန့်နဲ့ပြန်ပြီးတော့ဆေးရုံကဘာလဲငါနဲ့ကိုကောင်းကောင်းဆက်ဆံပါမယ်လို့ပြောပြီးပြီလေ။တရင်တော့ တွေကိုရှောင်ရင်အတူတူနေကြတာပေါ့လို့ယုံကြည်ချက်အသေးနဲ့ပြောလိုက်ပါတယ်ဒီစကားကြောင့်ချင်းဆောင်ကကောင်းကောင်းဆက်ဆံပါဟုတ်လားစဉ်းစားရမှာပေါ့ငါအရိုက်မခံချင်ပါဘူးလို့ရွက်ပြောတဲ့အတွက်ဆင်းယုံကတော့ဘွားသွားပြီးဒါပေါ့နေမသိချင်ငါနင့်ကိုဒီတိုင်းတက်ပြစ်လိုက်မှာလို့ပြောကချင်းဆောင်ကိုဆွဲထုတ်ကန်နေဟမ်အဲ့ဒါစီနီယာပတ်ချင်ဆန်းပဲဆိုတဲ့အတန်ကိုကြားလို့တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ဟမ်ဟုတ်လားဗမာလေဝါဟုတ်တယ်ဟာအစက်အဗလူတတ်တမပဲအထူးအောင်ကြောင့်နဲ့ဆိုလေသူ့ဘေးမှာဟာဆိုကအာရဝန်တာလာနေကြပါလေ တယ်။ဒါကြောင့်ဂျင်းဆောင်ကငုံမမဲ့နဲ့ဆဲယုံကိုကြည့်ရင်မဖြစ်ဘူးငါ့ရဲ့လေ့ကျင့်ရေးအချိန်လေးတော့သွားပါပြီလို့ပြောပေမဲ့ဆဲယုံကတော့အမဲငါ့ယောက်ျားလေးကတော်တော်ကြော်ကြတာပဲဆိုကာဂုံယူနေပါတယ်။ထို့နောက်ဂျင်းဆောင်ကိုအနိုင်ကျင့်ခဲ့တဲ့ဆန်နီကောင်တို့ကဂျင်းဆောင်ကိုခေါ်တဲ့အတွက်ဂျင်းဆောင်ကဟမ်မင်းတို့လည်း HD ကလပ်ကိုဝင်ဖို့စ조사ခဲ့ကြတာလားလို့မေးလိုက်ပါတယ်။ဒီစကားကြောင့်ဆန်နီကောင်ကအာဟုတ်ပါတယ်လို့ပြောလိုက်ပေမဲ့ညနာကတော့တည့်နေကြပြီ။ နောက်ကလေးလုံးကောင်ကငါတို့တော့ငါးပါမှောက်ပါပြီလို့ညှိနေပါသေးတယ်။စန်နီကောင်ကပဲဆက်ပြီးငါကိုကိုကိုယုံကြည်မှုရှိခဲ့ပေမဲ့ငါဒုတိယအပတ်မရောက်ခင်အထိငါ့ရဲ့ခွန်အားကိုဆက်မသုံးနိုင်ခဲ့ဘူး။အဲ့ဒါကိုတော့မင်းကတခါတည်းနဲ့ဝင်နိုင်ခဲ့တာလား။ဒါဆိုရင်မင်းက HD Club ကိုမဝင်ခင်ကတည်းကအများကြီးစ조사ခဲ့တာလို့ဆိုလိုတာပဲ။ငါတို့အဲ့ဒါကိုတော့မသိခဲ့ဘူး။ငါတောင်းမှန်ပါတယ်ဂျင်ဆန်။မင်းကိုအနိုင်ကျင့်ခဲ့တဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းခံတာကတဘောထားသေးတယ်မှန်ငါသိပါတယ်။ဒါပေမဲ့ငါတို့လည်းကြောင်းလေးခြင်းတယ်။ကျေးဇူးပြုပြီးငါတို့ကိုအခွင့်အရေးတစ်ခုပေးပါ။ ငါတို့ဒီတစ်ခါကြာရှုံးခဲ့ပေမဲ့လည်းနောက်တစ်ခါအပြန်စ조사အောင်မှာပါ။ငါတို့မင်းကိုအနိုင်ကျင့်ခဲ့တယ်လို့မျိုးပဲဖြစ်ဖြစ်ငါတို့ကိုလှုပ်ချင်လို့လို့လှုပ်လို့ရပါတယ်။ဒါကြောင့်ငါတို့ကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုသင်ပေးပါလို့တောင်းပန်နေပါတယ်။ဒီစကားတွေကြောင့်ဂျင်းဆောင်ကငါနားလေပြီလို့ပြောတဲ့အတွက်ဆန်နီကောင်တို့ကခေါင်းမောကြည့်လိုက်တဲ့အခါမှာတော့ ဂျင်းဆောင်ကပီတိအပြုံးနဲ့အတူငါကိုယ်တိုင်မင်းတို့ကိုလေ့ကျင့်ပေးမယ်အတူတူစ조사ကြတာပေါ့လို့ပြောလိုက်တဲ့အခါဆန်နီကောင်နဲ့ဂျူနီယာလေးတွေကအာဆီနီယာဂျင်းဆန်ကကပြုံးနေတယ်တဲ့လားအာငါတောင်းဝမ်းပါတယ်ဂျင်းဆန်ဆီနီယာဂျင်းဆန်ကယူးနေပြီပဲလို့အော်ဒီယိုရင်အလူကလေးတီးသွားကြပါတယ် ဒါကြောင့်ဂျင်ဆောင်ကဟမ်ဘာလို့လဲငါတယုံနာကဘာဖြစ်သွားလို့လဲဆိုကလက်ကြီးလက်ကြီးနဲ့ကြောင်နေပါတယ်ဆန်းယုံကတော့ထိုအဖြစ်ကိုကြည့်ရင်အာရပါရရီမောနေပြီးမှကြည်ပါလားနေပြီးမှကြံခဲ့တာဆိုလို့ငါပဲရှိတာအရှုံးပေးပြီးငါရောက်ကြပဲလှုပ်လိုက်တော့လို့ရီမောကသူ့ကွယ်တဲ့ပဲအတင်ဆွဲခေါ်သွင်းပြောတဲ့အတွက်ဂျင်ဆောင်ကအာတကယ်ပဲလို့ရှက်ကိုရှက်ကန်းနဲ့ပြောနေတော့အမ်စီနီယာဂျင်ဆန်ဆိုတဲ့ကောင်းမလေးတယောက်ရဲ့အတန်ကြားလိုက်ရပါတယ်ဒါကြောင့်ဂျင်ဆောင်ကဟမ်တယောက်ယောက်ရှိနေသေးတာလားဘာလို့လဲလို့မေးပါတယ်ထို ကောင်မလေးကတော့အမ်အဲ့ဒါကလေစီနီယာဆင်းဟုံးနဲ့စီနီယာကဘာတွေလဲမသိဘူးနှစ်ယောက်ကလေတွဲနေကြတာလားလို့တွတ်ဆုတ်တွတ်ဆုတ်နဲ့မေးတော့ဂျင်းဆောင်ကဟာဟာဆင်းဟုံးကဒီတိုင်းငါ့ကိုစနေတာပါငါတို့ကတွဲနေတာမဟုတ်ပါဘူးဆိုပြီးကျွန်တော်လိုပဲအထာမနဲ့ပဲတျောတက်တဲ့အကျင့်လေးကြောင့်ဆင်းဟုံးကသူများရှေ့မှာငြင်းခံလိုက်ရတယ်လို့မျိုးဖြစ်သွားပြီးထိတ်လန့်သွားပေမဲ့စောနာကကောင်မလေးကတော့ဝမ်းသာသွားပြီးတကယ်လားမေးလိုက်လို့တော်ရည်တာပေါ့လို့ပြောပါတယ်ထိုစကားကြောင့်ဆင်းဟုံးကတဘောပေါက်သွားပါတယ်ထို့နောက်ကောင်မလေးကပဲဆက်ပြီး ်စီနီယာဂျင်ဆန်ဒါကရုပ်တည့်ကြီးမှန်းတော့သိပါတယ်ဒါပေမဲ့လေကျမနဲ့လူသူ့ဆန္ဒကိုဖော်ပြနေတော့အာဆိုတဲ့အတန်နဲ့အတူသူ့ယောက်ျားလောင်းလေးပါသွားတော့မှကိုစိုးရိမ်နေတဲ့ဆင်းရွန်းကဂျင်ဆောင်ရဲ့နားကိုရုပ်တည့်ပိတ်လိုက်ပြီးအိုးမဖြစ်ဘူးငါတို့ဘယ်လိုလုပ်ကြမလဲဒီအရှုံးသမားကနည်းနည်းအလုံညာနေလို့လေနောက်တစ်ခါမှသူ့ကိုပြောတာပိုကောင်းမထင်နဲ့လို့ဒါပြန်ပြောပါတယ်နားပိတ်ခံထားတဲ့ဂျင်ဆောင်ကတော့အတော်လေးကိုခံစားနေရပါတယ် ထိုအထက်ကြောင့်ကောင်းမလေးကငုံမမဲဖြစ်သွားပြီးစီနီယာဆင်းအောင်ကတော်တော်ဆိုးတာပဲစီနီယာနေ့တိုင်းစီနီယာဂျင်ဆောင်နဲ့တွေ့နေရတာကိုဒါပေမဲ့ကျမကတော့ဒီနေ့မှသူ့ကိုတွေ့ဖို့အတွက်တက်တီတွေစုပြီးတော့စောင့်နေခဲ့ရတာအ ਨੇ ဆုံးတော့ကျမသူ့ကိုတဘောကျနေတယ်ဆိုတာကိုပြောကြချင်တာပေါ့လို့ပြောလိုက်ပါတယ်ညီမလေးတနာပါတယ်တရားကျွန်တော်ပဲအနစ်နာခံပြီးသူနဲ့တွေ့ပြီးလိုက်ချင်တယ်ထို့တော့ကောင်းမလေးရဲ့ရင်းနှီးစကားတွေကြောင့်ဆင်းအောင်ကနားလေတဘောပေါက်သွားပြီးငါတိပြီးတောင်းပန်ပါတယ်ငါမားသွားတယ်ဆိုကဂျင်ဆောင်ကိုလှုပ်ပေးလိုက်ပါတယ်ထို့နောက်တခြားဆန့်ကျင်ဘက်ကိုသွားရင်မစ္စတာအဘိုရ ေသူ့မှာနေကိုပြောစရာရှိလို့တဲ့အဲ့တော့ငါရင်ဆုံးသွားလိုက်မယ်သူနဲ့စကားပြောလိုက်အိုးနောက်မှတွေ့မယ်နော်လို့ပြောရင်ထွက်သွားပါတယ်ဒါကြောင့်ဂျင်ဆောင်က "तू ဘာဖြစ်သွားရလဲ"ဆိုကာကြောင်နေတုံကောင်းမလေးကစီနီယာဂျင်ဆန်လို့ခေါ်လိုက်ပါတယ်ဒါကြောင့်ဂျင်ဆောင်က"အာတောင်းမှန်ပါတယ်ဒါနဲ့ဘာဖြစ်လို့လဲ"လို့မေးတော့ကောင်းမလေးက"စီနီယာဘာလုပ်နေရလဲသူ့နောက်ကိုလိုက်မသွားတော့ဘူးလားညဉ့်ညံ့လေးညဉ့်ညံ့"လို့ကောင်းမလေးကရုပ်တရက်အော်ဒီယိုတဲ့အတွက်ဂျင်ဆောင်က"ဟုတ်ဟုတ်ကဲ့ပါ"လို့ပြောကဆေးရုံနောက်ကိုတေးလိုက်ရင် "तू ငါ့ကိုဘာလုပ်စေချင်နေတာလဲ ်ဆင်းယုံကငါ့ကိုနေခဲ့ဖို့တရောပြီးတော့သူကကြာဆင်းယုံနောက်ကိုလိုက်ဖို့တရောနေတယ်ဆိုပြီးညီးနေပါသေးတယ်ကြံနေခဲ့တဲ့ကောင်းမလေးကလည်းသူတို့ကတွဲနေတာမဟုတ်ဘူးလို့ပြောပေမဲ့သူထွက်သွားတာနဲ့စီနီယာရဲ့ပုံစံကအဲ့လိုဖြစ်သွားတော့ကျမကဘလို့လုံးဖွင့်ပြောနိုင်တော့မှလဲစီနီယာဆင်းယုံကလည်းတော်တော်ဆိုးတာပဲလူညီရင်ချင်းဆောင်ကိုတတိတရားနဲ့ဆွဲနေပါတယ်ဒီလိုပါပဲဗျာအပြင်ဘဝမှာလည်းကိုချစ်တဲ့ကောင်လေးတျော်ရွှင်မှုအတွက်ဆုံးလုပ်ပေးခဲ့ရတဲ့ကောင်းမလေးတွေလည်းအများကြီးရှိပါတယ် ထို့နောက်လေ့ကျင့်ရေးရုံးဘက်ကိုပြန်ညှ့ထားပြီးတော့တတ်မှုအဲ့ဒါကလေဟမ်တခင်မလေးကဘာလို့အဲ့လိုဖြစ်နေရလဲဆိုတာကိုပြောပြလို့မရဘူးလားအေးငါတို့ထဲမှာငါကတာအဲ့ဒါကိုအသိချင်းဆုံးပါကွာငါသူ့နောက်ကိုလိုက်ပြီးဘာဖြစ်ခဲ့လဲဆိုတာကိုမေးခဲ့ပေမဲ့လည်းငါလည်းမသိတော့ပါဘူးကွာဖြစ်ခဲ့တာတွေကတော့ အဲ့တော့နင်ဘာလို့ဒီလိုဖြစ်နေရတာလဲဟမ်အဲ့ချစ်စရာကောင်းတဲ့ဂျူနီယာလေးနဲ့ပဲဘာလို့ချုံမိန်တဲ့စကားတွေကိုမပြောခဲ့တာလဲအင်းငါလည်းအဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးနဲ့စကားမပြောနိုင်ခဲ့တာကိုဝမ်းနေမိပါတယ်ဘာချစ်စရာကောင်းတယ်ဟုတ်လားပြီးတော့ဝမ်းနေတယ်ဟုတ်လားအမ်နင်ဘာလို့အဲ့ချစ်စရာကောင်းတဲ့ကောင်းမလေးဖွင့်ပြောတာကိုနားမထောင်ခဲ့တာလဲဟမ်ဟမ်ဟာမဟုတ်တာအဲ့လိုအိမ်မက်ဆန်တဲ့အကြောင်းအရာမျိုးထင်နိုင်စရာအကြောင်းမရှိပါဘူးတတ်စုဖို့မှုရဲ့အိမ်မက်ဆန်တယ်ဟုတ်လားငါနေ့တိုင်းအဲ့လိုပြောနေခဲ့တာကိုနင်ဘာလို့ဂယူမဆိုင်ရ တာလေငါကဆွဲဆောင်မှုလည်းရှိတယ်ဆက်စီလည်းကြတယ်ချစ်စရာလည်းကောင်းသေးတယ်ပြီးတော့အတမ်းမတယ်လေအဲ့ဒါကမှနင့်ဘွားအတွက်အကောင်းဆုံးလက်သွဲပေါ်ပဲလေမဟုတ်ဘူးလားအာဟဲဟဲအခုပုံစံအရနင်ငါ့ကိုတမန်အတိုင်းစနေတာဆိုရင်အဲ့လောက်ဒေါတာထွက်မှာမဟုတ်ဘူးထင်တယ်ဒါဆိုငါသွားလေ့ကျင့်တော့မယ်နော်ဟီးဟီးရာ ဟာ तू အဲ့လိုပုံစံထည့်ရအောင်ငါဘာလုပ်မိခဲ့လဲဆိုတော့ကိုလုံးဝစဉ်းစားမရဘူးဆိုပြီးဂျင်းဆောင်ကညှိနေတဲ့အတွက်သူ့အဖွဲသားတွေကဒါအကုန်လုံးကမားနေတာပဲဆိုကစိတ်ရက်သွားကြပါတယ်ထိုချိန်မှာပဲစိုင်းရုံရဲ့ဖုန်းထဲကိုစာဝင်လာတဲ့အတွက်တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ဘာလဲအဖိုးစီကစာပါလား तू ဘာပြောမလို့လဲမသိဘူးဟာ တူတူတူလာနေပြီ ဆိုကဆယုံကအထိတ်တလန့်ဖြစ်နေတဲ့အတွက်ဂျင်းဆောင်ကဟမ်ဘာလို့လဲလို့မေးလိုက်ပါတယ်ထိုအခါဆယုံကမစ္စတာဘူးနင်းအိမ်မှာနင်းတယောက်တည်းနေတာမဟုတ်ဘူးလားငါခဏလောက်နင်းနဲ့လိုက်နေလို့ရမလားဆိုကအထိတ်တလန့်မေးတော့ဒါကိုကြားရတဲ့အတွက်ကျွန်တော်လူပဲလူရိုးလေးဂျင်းဆောင်ကဟမ်ငါအိမ်ကကတင်းကတခုပဲရှိတာလေလို့ပြန်ပြောပါတယ် ဒါကြောင့်စင်ယုံကဟာဒါဆိုနေငါ့ကိုကူညီနိုင်မလားမစ္စတာအဘိုးဘာလို့လဲမကြခင်လေထူးဆန်းတဲ့လူတူငါ့ကိုလာရှာလိုက်မယ်လို့ပြောနေကြတော့နောက်ကနေထူးဆန်းတဲ့လူဟုတ်လားရက်ဆက်လိုက်တာလို့ပြောရင်လူတူကရောက်လာတဲ့အတွက်စင်ယုံကထိတ်လန့်သွားပါတယ် ထို့နောက်ဂျင်းဆောင်နောက်ကိုဝင်ပုံးချင်းမမဟုတ်ပါဘူးငါအဲ့လိုဆိုလိုတာမဟုတ်ပါဘူးလို့ပြောတော့ထို့လူကဝမ်းနေလိုက်တာမင်းကတခြားလူတယောက်နောက်ကိုဝင်ပုံးနေတာပေါ့ဟမ်အာမင်းကပက်ချင်ဆန်းပဲငါကမစ်ကင်ဆန်းယွန်းကိုလာခေါ်တာပါဒါပေမဲ့မင်းကိုပါတွေ့လိုက်ရတာဆိုတော့ကန်ကောင်းတာပေါ့နော်လို့ပြောတဲ့အတွက်ဂျင်းဆောင်ကဟမ်ငါ့ကိုတိတာလားဆိုပြီးမေးပါတယ်ဒါကြောင့်ထို့သူက အာငါ့ကိုငါမင်းမဆက်ရသေးဘူးပဲ ငါက Radit Salafa Pass ပါငါ့ကို Pass လို့ခေါ်လို့ရပါတယ်မင်းအကြောင်းကိုအထူးအောင်ကြောက်ခိုင်းကနေအများကြီးကြားထားပါတယ်လို့ပြောလိုက်တဲ့အတွက်ဂျင်ဆောင်းကငါကဘာလို့စံယုံမိသားစုတွေကြားမှာပါလာရတာလဲဆိုပြီးပြန်မင်းနေပါတယ်ဒီတော့ Pass ကပဲဆက်ပြီးအကြောင်းအရင်းကတော့လို့ပြောနေရင်းကငါတောင်းပန်ပါတယ်ငါဒါကိုပထမဆုံးတွေ့တဲ့အခေါက်မှာမေးရတာရမ်းပြမိတာပါပဲဒါပေမဲ့ကျေးဇူးတူပြီးမင်းငါနဲ့တိုက်ခိုက်နိုင်မလားလို့မေးလိုက်ပါတယ် ။ pass ဆိုတဲ့လူကဒါပေမဲ့မင်းငါနဲ့တိုက်ခိုက်နိုင်မလား။လုံမေးတော့ဂျင်ဆောင်ကဟမ်ငါလားဆိုကကြောက်နေပါတဲ့။ထိုအထစ်ကိုကြည့်နေကြတဲ့ဘေးကကြောင်းသားတချို့က pass သူကအဲ့ pass လားအနောက်တိုင်းလူငယ်တရားပွဲမှာအရင်တော့ကအနိုင်ရခဲ့တဲ့သူဟုတ်သားပဲသူဘာလို့ငါတို့ကြောင်းဝတ်စုံကိုဝတ်ထားရတာလဲဆိုကပြောနေကြပါတယ်။ ဒါဟုတ်ကြတဲ့ဂျင်းဆောင်ရဲ့စိတ်ထဲမှာတော့သူဘာလို့လဲဆိုတာငါမသိပေမဲ့ကြည်ရတလို့တော့သူကတော်တော်ကြော်ကြားတဲ့ပုံပဲဘာဖြစ်လို့ဆဲယုံကဒီလိုဖြစ်နေရလဲလို့တွေးကဆဲယုံသူကမင်းတငယ်ချင်းထိုင်နေလို့တယောက်နေတော့ဆဲယုံကကြားဖြတ်ပြီးမဟုတ်ဘူးတငယ်ချင်းမဟုတ်ဘူးသူကငါမိသားစုကနေပို့လိုက်တဲ့လောက်ကျန်တဲ့သူလိုမျိုးပဲလို့ပြောတော့ဂျင်းဆောင်ကလောက်ကျန်သူဟုတ်လားလို့ပြန်မိပါတယ် ကြောင့်ဆင်းရုံကစိတ်မပူပါနဲ့လို့တယောက်နေတော့ပတ်ဆိုသူကအနာကလာတဲ့အတွက်ဂျင်ဆောင်ကအမ်စိတ်လျှော့ပါငါတို့တိုက်ခိုက်စရာအကြောင်းမရှိဘူးလို့ငါထင်ပါတယ်အဲ့တော့စကားရင်ပြောကြရအောင်လို့တယောက်ပင်မဲ့ပတ်ကတော့မဟုတ်ဘူးဂျင်ဆန်မစ်ကင်ဆင်းရုံကိုစောက်ချက်ဖို့ငါလာခဲ့တယ်ဆိုတာအမှန်ပဲဒါပေမဲ့အခုတော့ငါမင်းနဲ့ပဲတိုက်ခိုက်ချင်တယ်လို့ပြန်ပြောပါတယ် ဒါကြောင့်လူအများစုကစွန့်ယုံနေကြပြီးဒါကိုညင်းနဲ့စောင်းဟုတ်ကပါလာရောက်ကြည့်ရှုပါတယ်။ထိုအခါပတ်စ်ကစောင်းဟုတ်ကိုတွေ့ပြီးသူ့ကိုယ်သူမိတ်ဆက်ကလက်ဆွဲနှုတ်ဆက်လိုက်ပေမဲ့စောင်းဟုတ်ကတော့သူဘာလို့လဲဆိုတာကိုသိနေပါတယ်။ဒါကြောင့်စောင်းဟုတ်ကပဲဆက်ပြီးအဲ့တော့မင်းဘာလို့ခြင်းလို့လဲကြည့်ရတာမင်းကငါတို့ HD အဖွဲ့ရဲ့ဂျားကာလာခေါင်းဆောင်ကိုတရောစရာတစ်ခုခုရှိနေတဲ့ပုံပဲလို့ပြောတဲ့အခါဂျင်းစောင်းကတော့ကျွန်တော်ကဂျားကာလာခေါင်းဆောင်လားဆိုကအော်နေပါတယ်။ ။ Pass ကတော့သူ့နကူပြောတဲ့အတိုင်းပဲဂျင်ဆောင်နဲ့တိုက်ခိုက်ခြင်းကြောင့်သာပြောနေတဲ့အတော့စောင်းဟူကကြောင်းဝင်းအသွင်းမှာစိတ်ဆွမ်းအောင်မှုဆိုတာမထင်နိုင်ဘူး။မင်းအထက်လူကြီးစီကခွင့်ပြုချက်ရဖို့လိုတယ်လို့ပြန်ပြောပါတယ်။ Pass ကတော့ဒီမှာအန်စောင်းဟူလို့ခေါ်တဲ့အထက်လူကြီးမကောင်းဆိုးဝါးတကောင်လုံးရှိနေတာပဲလေဗျာ။ဆိုကမြောက်တလူလုံးနဲ့ပြောလိုက်တော့စောင်းဟူကနည်းနည်းသွေးတော့လိုက်ပြီးမှဒါဆိုလဲလောက်ကြတာပေါ့။ဆိုကဂျင်ဆောင်လက်ကိုဆွဲလိုက်ပါတယ်။ Pass ရဲ့လက်ကိုလည်းထပ်မံဆွဲလိုက်ပါတယ်။ထို့နောက် ကဲဒါဆိုလက်တစ်ဖက်လှဲတိုင်းပြန်ကြကွာလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဖတ်စ်ကဟာဟာငါအဲ့ဒါကိုမသွေးမိခဲ့ဘူး။မင်းရဲ့ဟာသညံကတကယ်ကိုပဲကွာလို့မကျင်နဲ့ပေမဲ့လည်းလက်ခံလိုက်ရပါတယ်။ထို့နောက်စောင်းဟူကဂျင်ဆောင်ကိုကြည့်ရင်ဒါဆိုမင်းတို့နှစ်ယောက်လုံးတဘောတူတယ်လို့ငါယူဆလိုက်မယ်။ဆိုပြီးပြောတဲ့အတွက်ဂျင်ဆောင်ကအံ့ဩသွားပေမဲ့စောင်းဟူကတော့မင်းအနိုင်ရဖို့လိုတယ်နော်ပတ်ကျင်ဆန်။ ဒါက HD ကလပ်ရဲ့နာမည်ကိုရင်းထားရတာဆိုတော့ဂျင်းဆောင်ကဒီပြိုင်ပွဲလောင်းကြီးကအဲ့လောက်တောင်ရှိတာလားလို့ညီးနေတော့နရက်ဆွဲတာခံလိုက်ရပါတယ်ဆွဲလိုက်တဲ့လူကတော့စံယုံပဲဖြစ်ပြီးတော့အနာယူခဲ့ လိုအလေးအနက်နဲ့ပြောလိုက်ပါတယ်။ဒါကြောင့်ဂျင်ဆောင်ကစိတ်ညစ်သွားပေမဲ့ဖက်စ်ကတော့တိုက်ခိုက်ဖို့အာတန်နေပါတယ်။နောက်ပြီးဖက်စ်ကဆန်းယုံကိုတစ်ချက်ခေါ်လိုက်တဲ့အတွက်ဆန်းယုံကလန့်သွားကပြန်ကြည့်ပါတယ်။ထိုအခါဖက်စ်ကမင်းအတွက်ငါအသေးချာအနိုင်ယူခဲ့မယ်။ငါ့ကိုအသေးချာကြည့်ထားနော်။လိုညှို့တဲ့အသည်နဲ့ပြောလိုက်ပါတယ်။ တိုးတော်လဲ one pitch တဲ့ကမော်တာဟန်ကုတ်လိုမျိုးပဲဂျင်းဆောင်ကလွှဲရင်ဘဒုကိုမှချောတယ်မထင်နဲ့စိန်ယွန်ကမိုးချိုအစင်း20အပြည့်ခံလိုက်ရတယ်လို့ထိတ်လန့်သွားပါတယ်ထို့နောက်စီနီယာဆောင်ဟူကပြန်ပွဲစဖို့အမိတ်ပေးရင်းကနေစီကန်းတွေဘာတွေကိုတစ်ချက်လောက်ပြောနေပြီးတဲ့နောက် pass က brother လိုလိုမျိုးပဲကိုကိုမကြိုက်မှန်းသိပေမဲ့လေသူမစီကအမှတ်ကိုလိုချင်တဲ့အတွက်ကြောင့်ငါ miss ဂင်းဆန်းယွန်ရှိမှငါရဲ့အရေးချင်းတွေကိုပြလိုက်မယ်လို့ကြွေးကြော်နေပါတယ်ဂျင်းဆောင်ကတော့အသက်ကြီးတာချနေပါတယ် ်ထို့နောက်ဆောင်းဟူကစခိုင်းလိုက်တဲ့အခါဖက်စ်ကအခုပဲဆိုကထို့သောတင်းထန်တဲ့ရိုက်ချက်ကြောင့်ဂျင်းဆောင်းကရန်သွားပြီးသူကငြင်းပြီးထတ်တယ်ဟာလို့တွေးနေပါတယ်ဖက်စ်ကတော့ဂျင်းဆန်ကြီးညက်တဲ့အရေးချင်းရှိတယ်ဆိုတာမင်းယုံလားလို့မေးပါတယ်ဂျင်းဆောင်းကတော့လက်နာလို့ညင်းရင်းကနေမကြလိုက်တဲ့အတွက်ပြန်ပေးရပါတယ်ဒါကြောင့်ဖက်စ်ကဒီကဘာပေါ်မှာအရေးချင်းတွေရှိတယ် ဲ့ဒါကဒီလိုဂိမ်းမျိုးလေးထဲမှာတော့ညင်းနိုင်တယ်လို့ပြောတဲ့အတွက်ဂျင်းဆောင်ကမပြောနဲ့တော့တက်ချက်ပတ်မင်းလဲစိတ်ဝိညာဉ်တွေမှာအဆင့်ရှိရလို့ထင်နေတာလားဆိုပြီးပြန်မေးရပါတယ်ဖတ်စ်ကပဲဆက်ပြီးအားနေတဲ့စိတ်ဆွမ်းရှိတဲ့သူကတော့တေချာပေါက်အားနေတယ်လို့ငါမထင်ပါဘူးဒါပေမဲ့လည်းအထက်တန်းစားတွေမှာတော့သူ့အဆင့်နဲ့သူရှိတာတော့အမှန်ပဲလို့ပြောကထို့သောဖတ်စ်ရဲ့ပြောစကားတွေကြောင့်ဂျင်းဆောင်စိတ်ထဲမှာအဲဝေဖန်ချက်ကိုနားထောင်ကြည့်ရတလို့တော့ငါရှုံးလို့မရဘူးလို့တွေးကား ထိုချိန်ဂျင်ဆောင်ကိုနှိမ်ပြိုးဖို့စ조사နေတဲ့ဖက်စ်ကရုပ်တရက်ဆွမ်းအားပြောင်းသွားတဲ့ဂျင်ဆောင်ကြောင့်တစ်ချက်ကြောင်သွားရာကနေအာတာမလုံးနေဟာဟမ်မင်းအဲ့ဒါကနေလဲမကြသွားဘူးပေါ့မထင်နိုင်တာဒီစိုးတော့တဲ့ဆွမ်းရည်ကမင်းမင်းစီကလားဖက်စ်မင်းအခုမင်းရဲ့ခြေထောက်တွေကိုမလှုပ်ရှားဘူးဆိုရင်မင်းရဲ့လက်တွေအထက်စီခံရလိမ့်မယ် ထိုချိန်မှာပဲရက်တော့ဆိုကဆောင်းဟိုကဝင်သားလိုက်မှာပဲနှစ်ယောက်လုံးကချက်သွားကြပါတယ်။ဆောင်းဟိုကပဲဆက်ပြီးမင်းတို့နှစ်ယောက်လုံးဒီထက်ပိုလင်းနဲ့လာရင်ပြဿနာဖြစ်လိမ့်မယ်လို့ပြောပေမဲ့ဖက်စ်ကဂျင်ဆန်အေးရက်ဆက်တဲ့ဆွားအင်ကမင်းရဲ့စိတ်ဆွားအားလားဆိုပြီးဂျင်ဆောင်ကိုမေးလိုက်ပြန်ပါတယ်။တိုးတော်လဲဂျင်ဆောင်ကတော့စိုက်တာကြည့်နေပြီးမှမင်းတခြားဟာနဲ့အနိုင်ရှုံးကိုဆုံးဖြတ်ချင်လို့လားဆိုပြီးပြန်မေးပေမဲ့ဖက်စ်ကတော့သူသိချင်တဲ့စိတ်ဆွားအကြောင်းကိုပဲဆက်မေးနေပြီး ငါထင်ထားတဲ့အတိုင်းသာဖြစ်နေမယ်ဆိုရင်အဲ့ဒါကငါမဆုံယူခြင်းနဲ့စိတ်ဆွာပဲလို့ညင်းရင်ကဒီမှာပဲထားထားလိုက်ကြရအောင်ဆိုကာထွက်သွားဖို့လုပ်ပါတယ်။ကြံခဲ့တဲ့ဂျင်းဆောင်ကတော့ညင်းတဲ့အတိုင်းပဲဟဲ့ဟဲ့ထို့သူဖတ်ထွက်သွားနေတော့စောင်းဟူကတစ်ချက်တည်းခေါ်လိုက်ပြီး မင်းကိုရီးယားမှာလေ့ကျင့်ဖို့ကနေရာရှိလားလို့မေးပါတယ်။ဒါကြောင့် pass ကမရှိဘူး။ဒါပေမဲ့မင်းကမင်း HD club ကိုဝင်ဖို့ငါ့ကိုအကြံပေးချင်တာလားလို့တင်ပြီးတော့တဘောကောင်းလွန်းလာတဲ့ဆောင်းဟူကအဲ့ဒီကိစ္စကိုငါဂရုမစိုက်ပါဘူး။တကယ်လို့မင်းလေ့ကျင့်ဖို့နေရာမရှိဘူးဆိုရင် မင်းဒီ HD Club ထဲကပစ္စည်းတွေကိုယူသုံးလို့ရတယ်။မင်းသုံးချင်တဲ့အချိန်ယူသုံးပါလို့ပြောလိုက်ပါရယ်။ Pass ကတော့အကြံအသွက်ကျေးဇူးပါ။ဒါပေမဲ့အဲ့ဒါကကြောက်တောင်းတောင်းနိုင်တယ်။မင်းကငါ့ကိုချော့သားခိုင်မအောင်လေ့ကျင့်တဲ့လူလူနေနေတာလားလို့ပြန်မေးတယ်ပါရယ်။ဒါကြောင့်ဆောင်းဟိုကတစ်ဖက်ကိုပြန်လှည့်လိုက်ပြီး Brother Sulfur Pass လူလူအငြိအယဆိုရင်မင်းကသူတို့ရဲ့ထိတ်ဆုံးကိုရောက်ရှိသွားတဲ့ကောင်းတဲ့စိတ်ဆွမ်းအားကိုကောင်းတဲ့တိုက်ခိုက်ရရရှိတဲ့ဉာဏ်ကြီးရှင်တယောက်ပဲ။အဲ့တော့မင်းအတွက်ချက်သားလေ့ကျင့်ဖို့ကမလိုပါဘူး။ဒါပေမဲ့ မင်းကညံကြီးရှင်ဖြစ်နေမယ်ဆိုရင်တော့စူးစမ်းဖို့လူရည်ရဲ့လေဘယ်သူပဲကြည့်ကြည့်ငါကလူတွေစူးစမ်းနေရတာကိုညင်ရင်တဘောကြတယ်လို့ပြောတော့ဖတ်ကမင်းကငါထင်တာအရက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာပဲအန်ဆောင်ဟုအခုငါကိုရီးယားကိုလာလိုက်တာကောင်းတဲ့အကြံလို့ငါထင်တယ်လို့ပြောရင်ထွက်သွားပါတယ် ထို့နောက်ကြောင်းတဲ့ချိန်ကိုပြန်ရောက်လာပြီးထစ်ပြီးတော့ဖတ်ကဆန်ယုံဘေးကခါတော်ကီဖုန်နေပါတယ်ထို့ချိန်ဂျင်ဆောင်ကဝင်လာတဲ့အတွက်ဆန်ယုံကတျော်သွားပြီးဟာဟာအိုးမဟုတ်ဘူးဖတ်စီတူတိုင်းဖို့နေရလို့လို့ဖယ်ပေးပါဦးဟေးဒီကိုလာခဲ့လေမစ္စတာအပူဆိုကလှန့်ခေါ်လိုက်ပါတယ်ကျင်းဆောင်ကတော့ဟမ်ရပါတယ်ငါလေ့ကျင့်ခန်းသွားလို့မလို့ဆိုပြီးအကြောင်းတရားနေတော့ မစ္စတာအပူထို့သောတောင်းလဲသွားတဲ့စံယုံကြောင့်အထာမန်းတဲ့ပေမဲ့စံယုံရဲ့ဒေါသကိုတော့သိနေတဲ့အတွက်ချက်ချင်းဆိုသလိုရောက်လာပြီး တက်ချက်ဖတ်ဖယ်ပေးပါဦးအဲ့ဒါငါနေရမလို့ပါလို့ပြောပါတယ်ဖတ်ကတော့ဂျင်ဆန်မိမဲပြောပြီးတော့လေ့ကျင့်ခန်းသွားလို့မလို့ဆိုမဟုတ်ဘူးလားလို့တည်မိတည်ပါတယ်ဒါကြောင့်ဂျင်ဆောင်ကအဲ့ဒါကဒါနဲ့မဆိုင်ဘူးလေလို့တည်ချေပနေပေမဲ့စိတ်ထဲမှာတော့လေ့ကျင့်ခန်းသာသွားလို့ချင်နေပါတယ်ထို့သောဖြစ်နေတော့လဲငရေဖတ်ကတော့စဲယုံကိုကြည့်ရင်ဟမ်ဘလို့ကြည့်တော့ငါနားမလဲဘူးမစ်ကင်စဲယုံလို့တမင်ကြည့်နေတဲ့အတွက်စဲယုံကအာကပ်ဖာချက်ဖာလုံနေတာကိုရက်ပြီးဖဲ့ပါတော့ငါနေ့ကိုမရက်ခင်လေလို့ထောက်ပါတယ်ထို့သောထိုချိန်မှာပဲ ဲတက်ရင်နဲ့တက်စုတဆယ်တက်ချက်ကင်ဆက်ယွန်းတက်ချက်ကင်ဆက်ယွန်းဆရာဝန်ရုံးခန်းကိုတွားလိုက်ပါဦးဆိုတဲ့ကြီးညာချက်ကိုကြားလိုက်ရတဲ့အတွက်ဆယ်ယွန်းကအယံတျော်သွားပြီးမှုရတဲ့ညနာဖြစ်သွားပါတယ်ဒါကြောင့်ချက်ချင်းဆိုသလိုအင်းဆရာဝန်ကငါ့ကိုစိတ်ခေါ်နေပြီဆိုတော့တွားတော့မယ်နော်ဆိုကတည့်ထွက်သွားပါတယ် ထို့သောဆေးရုံမရှိတော့တာကြောင့်ဂျင်ဆောင်ကလေ့ကျင့်ခန်းသွားလုပ်ဖို့လုပ်ပေမဲ့ငရဲ့ဖက်စ်ကလှန့်ခေါ်လိုက်ပြီးစကားတရုပ်ကိုခွင့်လောင်းပြန်ပါတယ်။ဒါကြောင့်ဂျင်ဆောင်ကကြည့်ရတာငါလေ့ကျင့်ရလုံးမဲ့အကြောင်းမင်းတိကတော့မထင်နဲ့လို့ညှိနေပါတယ်။ထို့နောက်ဆေးရုံဘက်ကိုပြန်ကြထားပြီးပြီးတော့ဆီယမအခန်းကိုရောက်သွားတဲ့ဆေးရုံကဝင်ခွင့်တောင်းနေပါတယ်။ဆီယမကလည်းတယုံချူချင်နေပဲနေ့လယ်စာစားချိန်အတွင်းငါခေါ်လိုက်မိတာအားနာပါတယ်။ငါတို့အချုပ်ပွဲတချို့စားရင်စကားတရုပ်ချမလား။ဆိုတော့ဆေးရုံကဆီယမရဲ့အချုပ်ပွဲလေးတွေကိုနင်းပြီး ရှင်ဒီသွားပြီမဲ့လေအာနာနာနဲ့ခုံကိုဝင်ထိုင်လိုက်ပါတယ်ဒီတော့ဆီယာမကပဲဆက်ပြီးချစ်ဆရာလေးတွေမှလားအချုပ်ပွဲတွေကစားပါစားပါမလောက်ရင်ပြောနော်ခုနမှထက်ရှိသေးတယ်လူဝန်တာအာရကျွေးပါတယ်ဒါကြောင့်ဆင်းယုံကအငြင်းတန်းဒီဒီလောက်အများကြီးစားတာလားလူမီးတော့ဆီယာမကမဟုတ်ပါဘူးဒီနေ့သမီးအတူတူစားမှမလို့ဒီလိုအများကြီးဝေလာခဲ့တာပါတယောက်တည်းဆိုရင်တော့၃ဒါဇင်လောက်ပဲစားတာပါလူပြန်ပြောပါတယ်အမလီ၃ဒါဇင်တော့လေငါ့ကောင်မလေးဒါဆိုရင်တော့ငါတို့မွေးပြီးတင်တယ် ထို့သောဆီယာမကပြန်ငိသွားပြီးမှဒါကြောင့်အဲ့အကြောင်းကိုတွေးခဲ့တာလားလို့ထမိပါတယ်ဒီစကားကြောင့်စိန်ယုံကထိတ်လန့်ကတုံ့ရင်သွားပါတယ်ဒါကြောင့်ဆီယာမကပဲအစာကိုချက်ချင်းညှို့ချလိုက်ပြီးအိုးတောင်းမှန်ပါတယ်ငါကင်းထောက်တာပထမဆုံးမှလို့ပါဆီယာမဖိအားတွေအများကြီးပြင်မိသွားတဲ့ပုံပဲလို့ပြောတော့စိန်ယုံကမဟုတ်တာတမိကတာဆီယာမကိုဒူးထောက်ပြီးဥညွတ်တဲ့နဲ့လူပါအဲ့ဒါကလေကျမအတွက်ကောင်းလို့နဲ့ထောက်ခံချက်ပါပဲလို့တက်တင်ချရင်ပြောတော့ဆီယာမကစိန်ယုံမင်းကကောင်းမွန်တဲ့အကျော်အမော်တယောက်ဖြစ်လာမှာပါအဲ့တော့မိုင်းစထရီကိုဝင် င်လိုက်ပါလို့ယုံကြည်ချက်အတည်နဲ့ဖိတ်ခေါ်တင်ပါတယ်။ Mind Street တောင်ကိုရီးယားအကျော်မော်များအဖွဲ့တနင်္လာစီကအကောင်းဆုံးသူကိုဒါလက်ခံသည်ဟုသိရှိထားကြသည်။အထူးအောင်ကြောက်ဂိမိသားစုကအကျော်မော်မိသားစုဖြစ်တဲ့အချိန်မှာသူတို့မိသားစုရဲ့လှုပ်ဝက်ချက်နဲ့စိတ်နမူနာတွေကိုဖန်တီးဖို့အာရုံစိုက်ခဲ့ကြတယ်။ Mind Street ကတနင်္ဂနွေလုံးကနေအရေးချင်းရှိတဲ့သူတယောက်ချင်းစီကိုစုဆောင်းလာခဲ့တယ်။အဲ့ဒါကတော့တောင်ကိုရီးယားရဲ့အနည်းဆုံးစိတ်ဆွမ်းအားရှင်လီရှင်းကနေဖွဲ့စည်းထားတဲ့လက်ရွေးစင်အထူးတပ်တွေပဲ။ တနင်္လာစီကအတော်ဆုံးအကြုံမော်တွေပါဝင်ပြီးတော့နိုင်ငံရဲ့အရေးပေါ်အခြေအနေတွေအတွက်အကျိုးတင်တင်ဆက်ထားတာဖြစ်တယ်။အဲ့ဒါက Mystery ပဲ။ Mystery ကိုဝင်ခဲ့ပါ။မင်းကကောင်းမွန်တဲ့အကြုံမော်ဖြစ်လာမှာပါ။ငါအာမခံပါတယ်။စစ်စရာဝင်ကျမဆောစောတော့ကပြောသလိုပဲကျမကချိုးတဲ့နေတဲ့ဓာတ်မတယောက်ပါပဲ။ မင်းကို mystery မှာအကြံပြုထားတဲ့အမျိုးအစားကခုခံမှုမှာပိုင်နိုင်ကျွမ်းကျင်ခြင်းပဲငါကတော့မင်းရဲ့ခုခံတဲ့အရေးချင်းကမင်းရဲ့ဓာတ်တိုက်ပညာထက်ပိုနည်းတယ်လို့ထင်မိပါတယ်လို့ဆရာမကအားပြီးစကားထပ်ပြောပေမဲ့စေယုံကတော့ဆရာမတဘောပေါက်မှာသိကြပါတယ်ဒါပေမဲ့ကျမဓာတ်တိုက်ပညာမှာအောင်ဒီမှာမဟုတ်ဘူးဆိုတော့ဆရာမကအိုးစေယုံမင်း aura ကြားနဲ့ဆက်ဆက်ပြီးတိုင်ပင်ပေးဖို့တောင်းဆိုတော့ငါလက်ခံယုံကြည်သွားတာငါတို့မင်းကိုသိကြပေါက်တိုးတက်အောင်ကူညီပေးထိုင်ပါတယ်အဲ့ဒါကမင်းလိုချင်တဲ့အရာဆိုရင်ပေါ့လို့ပြောတဲ့အတွက်စေယုံက ျမကဒါနဲ့ပတ်သက်ပြီးတော့အနှက်ဆိုးပါ ကျမတောင်ကျောက်တဲ့ဓာတ်တိုက်ပညာရှင်ဖြစ်လာရမယ်လို့ရင်သွင်းဆန္ဒကိုထုတ်ဖော်ပြောလိုက်ပေမဲ့ဆရာမကတော့ငါတို့မင်းရဲ့ဓာတ်တိုက်ပညာလမ်းကြောင်းကနေလမ်းလွှဲအောင်လုပ်နေတာမဟုတ်ပါဘူးခုခံမှုမှာတော်တဲ့ဓာတ်တိုက်တမားဖြစ်လာရင်ရောပုံမကောင်းဘူးလားလို့ဆရာမကသူ့လိုချင်တဲ့ပုံစံကိုပဲထပ်ပြောနေတဲ့အတွက်ဆန်းယုံကစိတ်တက်ကြသွားပြီးစိတ်ထဲမှာတော့ငါထင်သားတယ်လို့ပဲသူကနားမလည်ဘူးငါငငယ်ကလေးကဓာတ်တိုက်ပညာမှာအရေးချင်းတစ်ခုခုမပိုင်ဆိုင်ဖို့ညှော်လင့်ခဲ့တာငါတခြားလူတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့နီးလန်းတွေနဲ့အကောင်းဆုံးသူဖြစ်လာခြင်းခဲ့ဘူး ဒါပေမဲ့ငါဘလောက်ပဲစဉ်စဉ်ရရစူးစမ်းစူးစမ်းငါရဲ့စိတ်ဆွမ်းကတော့ပိုတက်မှလာတယ်။ဂင်ဆိုင်ုံဗမာလေသူကြောင်ထုတ်နေပြန်ပြီ။ပြီးတော့ငါရဲ့ဓာတ်ပိုက်ပညာက aura ကျွမ်းကျင်သူရဲ့အဆင့်ကိုမှီလာတယ်။ထို့သောသွင်းဟင်းကနေစစ်ဆရာမကျမလေးဆိုပြီးစကားပြောဖို့လှုပ်တော့ဆရာမက ငါနားလေပါတယ်မင်းမင်းရဲ့မိသားစုကိုစိုးရိမ်နေမှာပေါ့ဟုတ်တယ်မှတ်လားအထူရောင်ကြောက်ခင်မိသားစုတွေကတာမန်လူတွေမှမဟုတ်တာဒါပေမဲ့ဒါကိုလှုပ်ဝက်ပြီးစ조사ကြည့်တာကမင်းကိုတေချာတဲ့ပွဲတိတိစိတ်လှုပ်ရှားမှုတိတိပေးနိုင်မယ်လို့မထင်ဘူးလားမစ္စတရီကိုဝင်ပြီးအိတ်ကနေအသုံးဝင်မဲ့အရာတွေအကုန်လုံးကိုရပြီးမှထွက်လိုက်တာလဲစိုးတဲ့အကြံမဟုတ်ပါဘူးလို့ထတ်ညူဆွဲနေပြန်ပါတယ်ဒီစကားတွေကြောင့်ဆ iam မကိုကြည့်ရင်ညောင်းမှိုင်မှိုင်နေတဲ့စင်ယုံရဲ့စိတ်ထဲမှာတော့စစ်ဆရာဝန်ကအညစ်ဆုံးအရေးချင်းတွေကိုရရှိထားတဲ့မစ္စတရီနဲ့ဆက်သွယ်နေတဲ့ ကြော်မော်တယောက်ပဲအကြော်မော်ဖြစ်လာတဲ့သူတွေကညာတော်အထင်မတူတဲ့ကိုကိုကိုတန်ဖိုးထားတဲ့အဆင့်နဲ့အရေးချင်းတွေပိုင်ဆိုင်ကြတယ်စစ်စရာဝန်ကလည်းအကြော်မော်တယောက်ဖြစ်လာဖို့ရည်မှန်းချက်ရှိမှာပဲ ဲ့တော့သူ့အတွက်ငါ့ကိုနားလည်ပေးဖို့ခက်ခဲလိမ့်မယ်။အေးငါ့လိုအရေးချင်းမရှိတဲ့သူကိုလေတကယ်ပဲစိတ်ဆွမ်းအားတွေကတောင်းလဲလို့မရတာလား။ဂျင်ဆန်းနာဒီအချိန်ဒီမှာဆိုရင်သူ့ကိုဘယ်လိုထိပေးလောက်မလဲ။လို့တွေးနေပြီးမှကျမတောင်းမှန်ပါတဲ့စဉ်းစားဖို့အချိန်ထပ်လို့လေးလို့ပါ။လို့အကြောင်းတရားချက်ပေးပြီးထွက်လာပါတယ်။စိတ်ထဲမှာလည်းထပ်ပြီးတခြားသူတွေကအမိုက်လို့တံပိုးထက်ခဲ့တယ်။အေးစိတ်ဆွမ်းအားနဲ့နင်ကိုကိုကိုတက်တည်တရားဖို့အငင်းရုံးကန်ခဲ့တယ်။ပြီးတော့နေ့ကိုဝါညိုဖြက်စီဖို့စူးစမ်းနေတဲ့စိတ်ဆွမ်းအားကိုကင်တွယ်ဖို့လည်းမပင်ပန်းပဲ တိုက်ခိုက်ခဲ့တယ်အဲ့တော့ငါအော်ရာတရားကိုပထမဆုံးရခဲ့တုန်းကငါခုံပေါင်းနိုင်တဲ့အထိပျော်ရွှင်ခဲ့တယ်ဒါပေမဲ့ကန်ချင်းတို့ကမ်းမအောက်ကိုဆင်းပြေးသွားတော့ကငါတဘောပေါက်မိခဲ့တယ် ကန်းချင်းတို့ကိုအော်ရာတရားတုံးပြီးတော့ရေဆိုင်ခဲ့တော့ကငါခုခံမှုအပေါ်မှာပဲအာယုံဆိုင်ခရင်ငါလွှမ်းမိုးခံခြင်းခံရမှာပဲဒါပေမဲ့ငါရဲ့တိုက်ချက်တွေထဲမှာအော်ရာတရားရဲ့စွမ်းရည်တွေကိုထည့်သုံးတာကငါကန်းချင်းတို့ကိုနောက်ဆုတ်သွားအောင်လှုပ်လိုက်ရုံတည်းမဟုတ်ဘူးကိုကိုရှိရဲ့ခြေတက်တိုက်ခိုက်တာကိုလည်းရင်ဆိုင်နိုင်တယ်တောင်ကိုရီးယားရဲ့ထိတ်တန့်အကြော်မော်တွေတောင်ငါ့ကိုတခြားနိလန့်နဲ့လမ်းမပြနိုင်ရင်ဘယ်လိုလုပ်မလဲ ပြီးတော့ခုခံရေးလေ့ကျင့်ရေးကတခြားလူတွေကိုအနေအထားပြုခုတုံထစ်လာရင်ရောငါဘာလို့ရမလဲမသိဘူးထို့နောက်အမိုးပေါ်ကဂျင်းဆောင်တဲ့ pass တို့ကိုလိုက်တရထားပြီးပြီးတော့ pass ကဂျင်းဆန်မင်းသူ့ကိုအဆက်ထည့်ရင်ကောင်းမယ်စဲယုံကမင်းနဲ့မလိုက်ဖက်ဘူးလို့ပြောနေတော့ဂျင်းဆောင်က နားမလည်နိုင်ဖြစ်နေပြီးစိတ်ထဲမှာလဲငါလည်းဘာမှမဆရသေးတဲ့ဟာကိုဘဲကိုအဆက်အသွယ်ချက်ကမှလဲလို့တွေးနေပါတယ်ရှင်းအောင်ပြောဟင်တော့ဒီဟာနမကြီးထမင်းငတ်ပေါ့ ဖက်စ်ကပဲဆက်ပြီးမင်းရဲ့ခွန်အားကတကယ်ချီးမွမ်းမှုအကောင်းတာကိုငာဝင်းခံပါတယ်။ဒါပေမဲ့ဆန်ယုံလိုလူမျိုးနဲ့တော့နင်းနီးကက်ကက်မနေသင့်ဘူးလို့ထပ်ပြောတော့မနေနိုင်တော့တဲ့ဂျင်ဆောင်ကအမ်ဆန်ယုံရဲ့အငင်းလိုလိုငါ့ဘော်အပြုတ်မှုနေတဲ့အပြုတ်မှုတွေကြောင့်မင်းရဲ့တခုခုကိုအထင်လွဲနေတဲ့ပုံပဲလို့ရှင်းပြပေမဲ့ဖက်စ်ကတော့ဂျင်ဆန်အထက်တန်းစားတွေမှာသူ့လမ်းထဲသူရှိတယ်။မင်းအခုထိနေလာတဲ့ပုံစံနဲ့ဆန်ယုံကိုတျော်ရွှင်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ထပ်ပြောတော့ဂျင်ဆောင်ကဟူး ပြောရွှေနာဟုတ်လားငါဝိုးတော်ဝါသားတော့မင်းရဲ့ရည်ရွယ်ချက်ကိုသိမြင်မိပါတယ်မင်းအရေးချင်းလို့ပြောကြတဲ့ကငါတဘောပေါက်ကမှလို့ပြောကတယောက်ကိုတယောက်စူးဆိုင်ကကြီးနေကြပါတယ်ဂျင်းဆောင်စိတ်ထဲမှာတော့ထင်ထားသလိုပဲဖတ်ကလူတွေရဲ့အရေးချင်းကအရင်ဖြစ်တည်လာတာလို့ယုံကြည်နေတာပဲလို့တွေးတယ်လို့ဖတ်စိတ်ထဲမှာလည်း ထင်ထားသလိုပဲဂျင်းဆန်းကအရေးချင်းထက်လူတွေအရင်ဖြစ်တည်လာတာလို့ယုံကြည်နေတာပဲလို့တွေးနေပြန်ပါတယ်။ဒါကြောင့်ဂျင်းဆောင်ကပဲစိတ်ဝိညာဉ်တွေအကုန်လုံးအဆင့်အတူတူရှိနေတာမဟုတ်ဘူးဆိုတာယုံလားလို့မေးတော့ဖက်စ်ကဒါပေါ့လို့တင်ပြပါတယ်ဒီစကားကြောင့်ဂျင်းဆောင်ကဒါဆိုအဲ့အစစ်နှိတ်လို့သတ်မှတ်ထားတဲ့လူတွေကမလုပ်တင်လေသူတို့ကဒီအတိုင်းပဲအဲ့အစစ်နှိတ်ဆိုတဲ့နေရာမှာပဲဆက်ပြီးနေနေကြရမှာလားလို့မိတဲ့အခါဖက်စ်ကမျိုးရိုးအလိုက်အများအကျိုးဆောင်ရမှာပေါ့ ကျောင်းနယ်စွမ်းအားကတာဝန်သိစိတ်နဲ့အတူတူလာတာပဲလေအထက်တန်းစားတွေကလည်းသူတို့ကိုတည်ပြီးဂရုစိုက်ပေးမှာပေါ့လို့တင်ပြောပါတယ် ဟိုဟိုခဏလေးနေပါဦးဒီနေရာမှာစလုံးတွေကတမျိုးကြီးဖြစ်နေရင်တောင်းမှမှာတဲ့အနည်းဆက်ဆုံးဖြစ်အောင်လို့ translate လုပ်ထားရတာမှတ်လို့ပါအခုအချိန်လေးကိုအနည်းဆက်ဆုံးပြောရမယ်ဆိုရင်ရှေးဘရင်ခေတ်တွေတုန်းကလို့ပေါ့ကျွန်ကမွေးရင်တားဆင်ကြီးဆက်ကျွန်ထစ်ရမယ်ဘရင်ကမွေးရင်လည်းတားဆင်ကြီးဆက်ဘရင်ပဲထစ်ကမယ်ကျွန်တွေကဘလောက်ပဲစူးစမ်းလုပ်လို့ရှင်ဘရင်မဟုတ်ရင်တော့သူတို့တခင်တွေကပေးကမ်းတလောက်ကိုတာခန်းစား권ရှိမယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တာဖြစ်မှာပါတဲ့ကဲဂျားထက်ပြောတာကြာသွားပြီထင်းနဲ့ဆက်လက်လေးကိုဆက်လက်ရအောင်ပါထိုကဂျင်ဆောင်ကအဲ့ဒါကမလုံလောက် ောက်ဘူး။မင်းရဲ့စိတ်ဝိညာဉ်တွေကိုအစိမ့်တွေခွဲလို့မရဘူး။နမိတ်အရှိကြီးတွေရဲ့အစင်းသမှတ်ပေးတဲ့စနစ်နဲ့ဘာမှမပါတဲ့ဂုံဆိုတာတွေနဲ့လူတယောက်ရဲ့ဘဝကိုပုံဖော်ပေးဖို့ဆိုတာကမထင်နိုင်ဘူး။လို့ပြောတော့ဖတ်စ်ကမင်းလိုအရေးချင်းမရှိတဲ့လူတွေကစိတ်ယုံကိုပုံဖော်ပေးနိုင်မှာမဟုတ်ဘူး။လို့ပြန်ပြောပါတယ်။ဂျင်ဆောင်ကတော့မင်းရဲ့တဘောအတိုင်းတခြားသူကိုမကန့်သက်သင့်နဲ့လို့ပြောရင်ဖတ်စ်ရှိရာကိုလမ်းလျှောက်လာနေပါတယ်။ဂျင်ဆောင်စိတ်ထဲမှာလည်းဖတ်စ်စိတ်ဆွမ်းကလူတယောက်ရဲ့ဘဝတစ်ခုလုံးကိုဆုံးဖြတ်ပေးတယ်လို့မင်းထင်နေလဲငါကယူမဆိုင်ဘူး။ဒါပေမဲ့ ဲ့အယူဝါဒတစ်ခုလိုသတ်မှတ်ပြီးကန့်တတ်တဲ့ကတော့လက်မခံနိုင်စရာပဲအထူးသဖြင့်စံယုံလိုလူမျိုးအပေါ်မှာပေါ့စံယုံကသူ့စိတ်ဆန္ဒနဲ့ပြောင်းလဲကျင်တာလို့တွေးနေပါတယ်ထို့သောနှစ်ယောက်သားနှိကက်သွားတဲ့အခါမှာတော့ဖက်ကစံယုံလိုညံ့ညက်တဲ့အရေးချင်းရှိတဲ့လူတွေသူတို့ရဲ့တာဝန်တွေကိုထိစီပေးရမယ်ဆိုတော့ဂျင်ဆောင်ကပါသူတို့ရဲ့ကိုပိုင်စိတ်ဆန္ဒကိုလစ်လူရှုပြီးတော့လာလို့ပြန်မိပါတယ်ဖတ်ကလည်းဆဲယုံရဲ့အော်ရာတရား ူ့ရဲ့အောင်မြင်မှုကထူးခြားတောင်ကျောင်းနေတဲ့အချိန်မှာသူ့ရဲ့အရေးချင်းတွေကအဲ့လမ်းကြောင်းဘက်ကိုလွှဲသွားလို့မရဘူးလို့ပြောတယ်တော့ချင်းဆောင်ကဆင်းရုံရဲ့ဘဝတစ်ခုလုံးကသူ့အပိုင်းပါ သူ့ရဲ့ဒါတိုင်စိတ်ဆွမ်းရနေတောင်တိုက်ဖို့မတိုက်ဖို့ဆိုတာကသူ့ရဲ့ကိုယ်ပိုင်ဆုံးချက်ချက်ပဲလို့တည်ငင်းပေမဲ့ဖက်စ်က အရေးချင်းဆိုတာမွေးကလေးကအကျိုးတင်စီစဉ်ပြီးသားဆန်းယုံကအကြီးမြတ်ဆုံးဓာတ်တိုက်ပညာရှင်ဖြစ်လာဖို့အရွေးချေခံထားရတာလို့ပြောတဲ့အတွက်ဂျင်းဆောင်ကတတ်တည်ချလိုက်ရင်ကြည်ရတာငါတို့ကတဟဆာတာမဖြစ်တာထင်ပါတယ်လို့ပြောကထွက်သွားဖို့လုပ်တဲ့အတွက်ဖတ်စ်က ဗီဒီယိုထဲမှာမင်းကိုတွေ့တဲ့အချိန်ကလေးကငါသိပါတယ်လို့လှမ်းအောင်ပြောပါတယ်ဒါကြောင့်ဂျင်းဆောင်ကပြန်လှစ်လာပြီးဖတ်စ်ငါကြိုပြောထားမယ်နော်မင်းစိတ်ဝိညာဉ်တွေကိုအဆင့်တွေခွဲလို့မရဘူးဆိုတော့ဖတ်စ်ကလည်းမင်းကအခုငါ့ကိုခေါ်ရင်တော့အဆင့်တွေထည့်မခေါ်တော့ပါလားထိန်းနာပါအောင်လို့ပြောကတိုက်ခိုက်ဖို့အသင့်ပြင်းရင်ဂျင်းဆန်ငါစောစောလုံးကပြောသလိုပဲမင်းကတမ်းမှာပါတယ်ဒါပေမဲ့မင်းရဲ့ခွန်အားကမပြည့်စုံသေးဘူးအေးအရေးချင်းပြီးွားတဲ့လူတွေရဲ့ခွန်အားကိုလိုက်မိအောင်စ조사ရင်မင်းခက်ခဲတဲ့အချိန်တွေကိုရင်ဆိုင်ရမှာလို့ပြောတဲ့အတွက်ဂျင်းဆောင်ကလည်းဖတ်စ်တိုက်တော့မှာကို သိတဲ့အတွက်သူ့တညောင်လေးကိုဆင့်ခေါ်လိုက်ပြီးစိတ်ထဲမှာလည်း pass ရဲ့စွာကိုငါမသိဘူးဒါပေမဲ့သူသေးချာစိတ်စွာကိုမဖွင့်ရသေးဘူးဆိုတာကြည့်ရတလို့သူယုံကြည်မှုလွန်ကဲနေတာပဲဒါဆိုရင်လိုသွေးကအဲမင်းရဲ့အထက်တန်းစားကုန်နဲ့ညင်တောင်ကိုကြည့်ကြည့်လိုက်ပေါ့ဆိုကတိုက်ခိုက်ဖို့ဝင်လာပါတယ်ဒါကြောင့် pass ကဆူရှစွာကြည့်လိုက်ပြီးဂျင်ဆန်မင်းအခုငါ့ကိုနောက်နေရလားအရင်တုန်းကမင်းပြခဲ့တဲ့ လူသက်ချင်းစိတ် aura ကဘယ်ရောက်သွားလဲ မင်းရဲ့စိတ်ဆွမ်းအားကိုတိကျမသုံးမဲငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်နေရလားထို့သောဖက်ရဲ့တိုက်ချက်ကြောင့်ဂျင်ဆောင်စိတ်ထဲမှာသူကခန္ဓာဆွမ်းအားမှာငါထက်တာတယ်ဒါကမညှို့လင့်ထားတဲ့အရာပဲလို့တွေးနေပါတယ်ဖက်ကလည်း မင်းကမင်းတညောင်ရဲ့ဓာရွေးလောက်နဲ့ငါ့ကိုတိုက်ခိုက်ခဲ့တာပေါ့။နူးညံ့လိုက်တာဂျင်ဆန်မင်းမကြိုးစားရင်ထိခိုက်တံရရသွားလိမ့်မယ်လို့ပြောပါတယ်။ဂျင်ဆောင်ကလည်းမင်းရဲ့ခန္ဓာစွမ်းအားကအရန်ကောင်းမှန်းငါမသိခဲ့တာအမှန်ပါ။မင်းပုံစံကလေးချင်ကလုံးမဲ့ပုံနဲ့မပေါ်ပါဘူးလို့ပြောတော့ဖက်စ်ကတကယ်အလေးတုံးတွေတုံးတဲ့လေးချင်ရေးကိုအရင်ကတည်းကလုံးဝမလုပ်ဘူးဘူး။ဘာလို့လဲဆိုတော့လုပ်ဖို့မလိုလို့လေဆိုပြီးပြန်ပြောတဲ့အတွက်ဂျင်ဆောင်ကဖက်စ်မင်းကတော်တော်တဘောမချစေရအကောင်းတာပဲလို့စိတ်ပြတ်တဲ့ပုံစံနဲ့ပြောလိုက်ပေမဲ့ဖက်စ်ကတော့ဘယ်တတ်နိုင်မလဲအဲ့ဒါအရေး ေချင်းကွာခြားမှုတစ်ခုပဲလေလို့ပြောတယ်ပါတယ်ဒါကြောင့်ဂျင်းဆောင်ကတိုက်ခိုက်ဖို့အသင့်ပြင်းရင်ကပြိုင်ဘက်ကခန္ဓာပိုင်းဆိုင်ရာမှာပူတာတယ်ဒါဆိုရင်လို့တွေးပြီးမင်းရတူနာပြုအခန်းထဲမှာအဆုံးသက်သွားရင်တော့ဘာမှမပြောဘူးညှော်လင့်ပါတယ်ဟိုးကြည်ရတာနောက်ဆုံးတော့မင်းစူးစမ်းနေပြီထင်ပါတယ်သူကအဆင့်ဒီလောက်ပဲရှိသေးတာကိုအဆင့် B ရှိတဲ့မီးစွမ်းအကိုထုတ်လုပ်နိုင်တာပဲဒီတော့လေတွေးကြည့်ရမယ်ဆိုရင်ဆဲယုံတဘောကြသွားတာနားလည်လို့ရပါတယ် အခုကအခွင့်ရေးပဲငါမင်းကိုတနာကျူအခန်းစီခေါ်သွားပြီမယ်လွတ်လွတ်လပ်လပ်အားယူနိုင်အောင်လေကံမကောင်းစွာနဲ့ပဲအဲ့ဒါမလိုပါဘူးမင်းအားကစားရုံမှာတရခဲ့တဲ့စိတ်ဆွာကိုတုံးတဲ့အချိန်ထိငါဆောက်ဖို့စီစဉ်ထားတာဒါပေမဲ့ကြည်ရတလို့တော့မင်းမှာအဲ့ဒါကိုတုံးဖို့ရည်ရွယ်ချက်မရှိတဲ့ပုံပဲဒီတော့ငါဒီမှာပဲအဆုံးတက်လိုက်တော့မယ်ဒီလိုနဲ့ပဲဒီပိုင်းလေးကဒီမှာပဲပြီးဆုံးသွားပါပြီ။ဂျင်းဆောင်နဲ့ဖတ်စတိုဘလို့ဆက်တည်အောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။